အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့တောက်တဲ့နှကောင်ဆိုရဲပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ဟိုးရှိရှိတုန်းကချမ်းစိမ့်စိမ့်တိုင်းမီကြီးကပင်တိုင်ဆန်မင်းသမီးလေးခိုက်ခိုက်တုံးဟာကျင်ရတော်ရွေးတော်မဲဆိုတဲ့တဲ့င်းကအရရက်နေပြီးရောကြော်ကြသွားခဲ့တယ်။မျိုးကြီးပြကြီးကလူလင်းပြိုသားမက ရွာနီး60ကလူလင်ပြိုများပါမကြံရအောင်ရွာကြီးများတို့ငင်းရထားကြီးများကိုဆေလွတ်ပေးမယ်လို့ဆိုရင်ဘယင်ကြီးကမိမိရဲ့ပိုင်နက်ကလူလင်ပိုများကိုဤမြပင်ညီမြစွာအုပ်ချုပ်ပါတယ်။မင်းသမီးလေးတင်ရတော့ရွေးမဲ့တဲ့င်းကလူတိုင်းရဲ့ပဆက်ဖျားမှာပြန်ဝဲနေခဲ့တယ်။မိသည့်နေရာကိုသွားသွားဤတဲ့င်းစကားကိုပဲလူများပြောနေကြတာကိုကြားမြင်နေရတယ်။အကျော်ဆိုင်ကလေးမှာပဲကြည်ပါဦး။ ျိုးဖျားများခင်ပြီးတော့ပြင်ချက်စီက၄000ကလေးထိုင်ကုန်ကလေးတွေချထားပြီးလူတစုဟာအကြော်စားရင်းစကားပြောနေကြတယ်။သူတို့ရဲ့ခြေထောက်ပိုင်းအချို့ကစပွဲကုံအောက်မှာရောက်နေကြတယ်။ငါတော့လူလင်မျိုးကလေးပြန်ဖြစ်ချင်လိုက်တာကွာ။ထမင်းပို့ပြီးတော့စားဝင်ချင်းလို့လား။ဘယ်ကဟုတ်ရမှာလဲကွာ။ပင်နိုင်ဆိုင်မင်းသမီးလေးခက်ခိုက်တုံးဟာကျင်းရတော့ရွေးတော့မဲတယ်ကွာ။ဟွန်း သူ့ရဲ့ကျင်ရတော့ကဖမလဲဘလောက်နဲ့ပေါင်ထားလို့အခုမှပြန်ရွေးရမှာလဲမင်းဟာလေတောသားလဲဆိုသည်အာလဲအာသည်နေပြီးတော့ပိုင်နဲ့တွင်မှာရှိသမျှရှိသရွေလူလင်မျိုးကလေးတွေကိုမင်းရင်မြင်တော့မှခေါ်ပြီးစုယုံခိုင်းမယ်အဲ့ဒီတဲကမင်းသမီးလေးမျက်စိကြတဲ့လူကိုပန်းကုန်းဆွမယ်ကွာပန်းကုန်းဆွခံရတဲ့လူကဘာလို့ရမလဲခန်နုံနုံလူကထမင်းရာကဘေးနာက နားထောင်နေတဲ့သူတို့ကဘာလို့ရမလဲကွာ အဆွတ်ခံရတဲ့ပန်းကုန်းကိုယူသွားပြီးပန်းတွေဖြုတ်ပြီးတော့ဘန်းကလေးနဲ့ထက်ဟော်ရီကပန်းမျိုးဟော်ရီကပန်းဝယ်လိုက်ကြပါလားဆိုပြီးလဲရောက်ရမှာပေါ့လို့ခန်ကောင်းကောင်းနဲ့ပြန်ပြောလိုက်တယ်။ဟာပန်းရောက်ဖို့အတွက်နဲ့တော့ဒီလောက်အပင်မမခံတော့ပါဘူးကွာ။ရွာပြင်ကပန်းတွေခိုးပြီးကို့ဘသားကိုလဲပြီးရောက်ရင်ရတာပဲဟာ။ထိုအခါစစောကစကားပြောနေတဲ့လူကခန်နှုံနှုံသူကိုငောက်လိုက်ပြီးစကားကိုဆက်ပြောတယ်။ သူကစကားပြောလျင်ချီဟန်လက်ဟန်နဲ့အားရပါရပြောတတ်လိရှိရဲ့ထိုအချိန်မှာအကျော်သေးကြီးကပူးသည့်ကျော်ရီရှိနဲ့အချင်ရေပကံကိုယူလာရင်းကအကျော်ရှိသေးတယ်နော် အချင်ရေကတော့ဒါအကုန်ပဲကြားကြလားလို့ဩပြောကလက်ထဲကပကံလေးကိုစပွဲပေါ်ကုန်းကလေးကိုကုန်းပြီးတော့တင်ပေးလိုက်တယ်။ထိုခဏမှာပဲစကားပြောနေတဲ့လူကလက်သီးလက်မောင်းထာတန်းတဲ့အခါအချင်ရေပကံကို အောက်ကနေပြင်ပြီးထိုးမိလိုက်သလို တာမကန်ပြားကလေးဟာလဲပြီးမျက်နှာချင်းဆိုင်ထိုင်နေတဲ့လူရဲ့မျက်နှာကိုဖက်ခနဲအုံမိပါလေရောထိုလူခမား အာဆက်တယ်ဗျမျက်စိဆက်တယ်ဗျရှူးရှူးဆိုပြီးတော့ခေါင်းခါလဲခါဖြစ်သွားတာပေါ့တို့တော့ဘေးနာကလူများမှာအချင်းရဲ့ရှားပါပြီကိုတီးသဖြင့်ကြပြကြရဘူးတိကျော်တွေကိုယူကသူ့ရဲ့မျက်နာပေါ်ကိုကတ်ဆွဲပြီးအချင်းရဲ့ကိုတုတ်ယူကြတယ် ဘူဒီကျော်များကပူပူလောင်လောင်ရှိနေရသေးတာကြောင့်ထိုလူရဲ့မျက်နှာဟာအပူနဲ့ထက်အကက်ခံလိုက်ရတာကြောင့်ထိုလူဟာအားလို့တန်ရှည်ဆွဲអော်ပြီးកងထာရန်ကြိုးစားတယ်။သူ့ရဲ့ဒူကြီးကစပွဲကုန်းကိုဒုံငနေစောင့်တိုက်လိုက်တယ်။ခုံဝေါ်ကရင်နှွေးချန်ကရကြီးကဂွမ်းငနေမှောင်လဲကြပါလေရော။ရင်နှွေးတွေကဘလောင်ကနေထွက်အန်စီကြကုန်ကြလေရာ။ပြင်ချက်အဆက်ချာကအောက်ကိုတတောက်တောက်ယိုစီးကြကုန်နေတယ်။ အမလေးပူလာကြီးရဲ့လောင်လာကြီးရဲ့တေကာနီးပါပေါ်ကဲတော်မူကြပါဗျာဒီလိုပဲဖြိုင်းတူလိုလိုအော်ပြီးတော့အားလုံးပဲကုန်းထကြလေရာစပွဲကုန်းကလေးဟာလူတွေနဲ့ညက်ပြီးအတော်မြင့်မြင့်ထီပါလာပြီးဝုံးကနေပြုတ်ကြသွားတယ်အာနားရဲတေကာနီးပြန်ပြီးထက်မှန်ပြီးကဲတော်မူကြပါခြေတော့ပေါ်ခုံခြေတော့များ ရေနွေးအိုးများအကြခံရသူတို့ အော်သွားကြရပြန်နာပုံးသူတို့ဟာရေနွေးကြောင့်ပူလောင်ကြခြင်းသာဖြစ်တယ် တကက်ကက်ရွာကြီးမှာငကြောချမ်းကရေနွေးနာပင်မတီမဲမဲနဲ့ပူလောင်နေတယ်။သူပူလောင်တာဟာခြေတော့လည်းမဟုတ်လက်လည်းမဟုတ်ရင်ထဲမှာပူလောင်နေခြင်းဖြစ်ပါတယ်။သူ့ရဲ့နမဲကကြောချမ်းဖြစ်တော့လဲရင်ထဲမှာပူလောင်နေတယ်။အဲဒီလိုရင်ထဲမှာပူလောင်နေခြင်းအကြောင်းရင်းကတော့ခိုက်ခိုက်တော်မင်းသမီးလေးကိုသူ့လိုချင်တာအကြောင်းပဲဖြစ်ပါတယ်။လူလင်းမျိုးပေါင်းများစွာအနက်ကမင်းသမီးလေးကိုယ်တိုင်ပန်းကုန်းဆိုရွေးချယ်မိဖြစ်ရာမိမိကိုရွေးချယ်မှရွေးမယ်။အကယ်၍ မရွေးခဲ့လည်းရင်မိမိအိမ်မျောလင်းချက်ကြီးပြိုခွဲရတော့မယ်။တခွတော့ရှိရင်မင်းသမီးလေးကမိသူကိုရွေးမီဆိုတော့ချိုတယ်ရင်သိရလည်းရင်ကောင်းပြီ။ချိုလူကိုဒုက္ခပေးလိုက်လည်းရင်မိမိရနိုင်ကောင်း၏။မကြောချမ်းကတငယ်ချင်းတယောက်ကိုခေါ်၍တောအုပ်ထဲကရတဲ့ကြီးဦးတီတလန်ထန်ကိုသွားရဲ။ထိုရတဲ့ကြီးဦးတီတလန်ဟာရှေ့ဖြစ်ဟောပြောခြင်းအလွန်တော်ရည်လို့နာမည်ကြီးရဲ့ဒို့တော့ငကြောချမ်းကတွေ့သွားတယ်တေချာမဖြစ်မင်း ဒါကြောင့်ဥတီတလန်ဘလောက်မှန်တလေးဆိုတော့စမ်းသက်ကြီးမှဖြစ်အောင်မယ်လို့ငကြော်ချန်ကစိတ်ပိုင်းဖြစ်ထားခဲ့တယ်။ဦးရတေကြီးခမညာဘာတော့ကွာတင်းလာကြီးလားခမညာငါဘာသာငါတင်းတာမင်းနဲ့ဘာဆိုင်လဲတင်းတာမကြိုက်ရင်မင်းဘာသာမင်းအိမ်ပြန်ပြီးရှော့နေပေါ့ရှိပါစေတော့ခမညာဒါထက်ကျွန်တော်ကိုဘင်းရင်ထွက်ပြီးစမ်းပါဘာတိကျင်တလဲပထမကျွန်တော်နာမည်ဘယ်သူလဲဆိုတာတွက်ပြစမ်းပါဟေ့ ကိုရမဲမကိုမသိတဲ့ကောင်ငါစီမလာနဲ့အခုသွားတင်းလာကြီးလားအဲလေရှိပါစေတော့ဗျာကျွန်တော်အသက်20လောက်တုန်းကဘာဖြစ်တလဲအတွက်ဆမ်းမဟာမင်းမမင်းဘာဖြစ်ဖြစ်ငါနဲ့ဘာဆိုင်တလဲကွာဟေးငါကရှေ့ပြေဟောတာနောက်ဖြစ်တွေအခုဖြစ်တွေလာမမင်းနဲ့အော်ဟုတ်ကဲ့ကောင်းပါပြီရှေ့ပြေတသက်ပဲမေးပါတော့မင်းမကြခင်မှာ ခိုက်ခိုက်တော်မင်းသမီးလေးဟာကြင်ရတော့ရွေးတော်မယ်ဟေ့ အခုမင်းကရှေ့ပြစ်ဟောတဲ့ဖြစ်ကြီးကိုလူတိုင်းသိနေတယ်ကွာဟာကျွန်တော်ရှေ့ပြစ်ဟောနေတာမဟုတ်ပါဘူးအဲ့ဒီမင်းသမီးလေးကအချိန်ရတော့ရွေးရင်ဘသူ့ကိုရွေးမယ်ဆိုတာရှေ့ပြစ်ဟောပေးပါဩဒီလိုလားဒီလိုပါဘလို့လဲဟိုဟိုလေး no ဒီလိုဆိုဟုတ်ကဲ့ပါဒီလိုပါဒါပြင်ဘာဖြစ်လို့ဟိုလိုလို့ပြောသလဲဟာရှောက်ကုန်ပါပြီခမ ခိုင်ခိုင်တော်မင်းသမီးလေးဟာဘသူကိုကြင်ရတော့ဖြစ်ရွေးချယ်မယ်ဆိုတော့သာရှေ့ပြေဟောပေးပါအေးမှန်စမ်းငါနက်ခတ်ကြည့်မယ်အိုးဘယ်မြင်ရပါမလဲနေ့လေကြောင်နောင်ကြီးကိုကဲပရာပိုင်းနေပဲတွက်ကြည့်ပါတော့မယ်အေးမင်းသမီးလေးဟာမင်းတို့တကက်ခက်ရွာကငရေခဲကိုရွေးလိုက်မယ်ကွာဗျာငရေခဲဒီကောင်ဟာတူလို့ငါလို့ကောင်မှာဘာဖြစ်လို့ဒီလောက်တောင်ကန်ကောင်းရမှာလဲဟေး ဒီကောင်ကသူ့လိုငါလိုမဟုတ်ဘူးကွာအင်မတန်ဂရိတည်တယ်သူစကားကို သူလေးစားပြီးဂရိမပြတ်ဂရိတည်တယ်ကွာဒီအကျိုးကျေးဇူးကြောင့်သူဟာမကြခင်မှာမင်းသမီးလေးရဲ့ကျင်ရတော့ဖြစ်ပြီးကောင်းစားမှာပဲမကောင်းစားစေရပါဘူးဗျာဘာကွာဟိုဟာပါကွာအဲ့လေကျွန်တော်ပြန်မအောင်မေငကြောချန်ကရွာကိုပြန်လာခဲ့တယ်သူကရွာတကြီးရဲ့သားဖြစ်တာကြောင့်ငွေကြေးချမ်းသာပြီးနောက်လိုက်ငယ်သားတွေပေါများတယ် ရွာကိုပြန်ရောက်တဲ့အခါနောက်လိုက်ငယ်သားတွေနဲ့တိုက်မိပြီးငရေခဲကိုဒုက္ခပေးဖို့အကြံထုတ်တာပေါ့။ညမကြခင်မှာပဲငရေခဲထံကိုငကြောထံရဲ့နောက်လိုက်ငယ်သားနှစ်ဦးရောက်လာကြတယ်။ဟေးငရေခဲဟိုတော်တဲ့ကတွင်းကြီးနားမှာမျောတိုင်ဆိုင်ထားတယ်။အဲ့ဒီမျောတိုင်မှာပဝါတပိုင်းချိန်ထားတယ်။အဲ့ဒီဘဝကိုတော့ဖြုတ်ယူလာခဲ့ပြီးငကြောချမ်းကငွေတစ်ချက်သားပေးမိတယ်ဟေ။ထိုစကားကိုကြားတဲ့အခါငရေခဲကမယုံတော့ဝက်ယုံတော့ဝက်ဖြစ်သွားတယ်။ ဘာကြီးရွယ်ချမ်းနဲ့ငွေပေးရလဲကွာဒီလိုလေးကွာဒီတကယ်ကရွာမှာရဲရင်နဲ့လူလင်ရှိမရှိသိကျင်လို့တဲ့တချို့ကတော့နဲ့ကြီးရဲတယောက်တည်းမသွားဝင်ဘူးမဟုတ်လားကဲပါကွာငါသွားပါမယ်ပဝါယူလာရင်သာဂတိအတိုင်းငွေတစ်ချက်သားပေးလို့ငကြောချမ်းကိုပြောထားငကြောချမ်းရဲ့တပည့်လက်သားတွေကဝမ်းသာအားရပြန်သွားကြရဲ့ငရေခဲဟာဆင်းရဲတဲ့မိဘနှစ်ပါးကိုလှုပ်ကြွေးလိုတာကြောင့်ငွေတစ်ချက်သားကိုလိုချင်ချင်းဖြစ်ပါတယ် ဒါကြောင့်သူဟာရိတ်ခါထုတ်ကလေးကိုထမ်းပြီးတော်ရင်ကိုထွက်လာခဲ့တယ်။တော်ရဲကိုမတော်မဆုံဝင်ရောက်သွားတယ်။သူအနေနဲ့ငကြောချမ်းနဲ့ရံဖြစ်ခဲ့ခြင်းမရှိတာကြောင့်ငကြောချမ်းဟာသူ့အပေါ်အကောက်ကြံလိမ့်မယ်လို့သူ့လုံးဝမမျှော်လင့်ခဲ့ပါဘူး။ဒါကြောင့်ပဲသူဟာတချင်းလေးတစ်ပုဒ်ကိုအော်ဟစ်သီးဆိုပြီးခက်ပြော်ပြော်ပဲရှောက်လန်းနေခဲ့ပါတယ်။ထိုခါနာရှေနာကညောင်မင်းကြီးစီကအကန့်တစ်ခုထွက်ပေါ်လာတယ်။အဲ့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  ငရေခဲကညောင်မင်းနားမှာချိန်ဆောင်ရက်လိုက်တယ်။အတံဘဲကထွက်ပေါ်လာမှမသိရသေးတာကြောင့်ဟိုဟိုဒီဒီကြည့်မိတယ်။တဲ့အဲ့နဲ့ဘသူလေချင်တဲ့နေရာလဲရက်စားစားမလား။အဲ့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 အတံကိုမှန်ရင်ငရေခဲဟာဖြည်းဖြည်းချင်းချင်းကပ်ကြည့်လိုက်တဲ့အခါညောင်မင်းရဲ့ချိန်ချင်းနားမှာငိန်နေတဲ့တောက်တကြီးတကောင်ကိုတွေ့လိုက်ရတယ်။အစိမ့်နဲ့အဝါကြကြီး။ဟာလက်ဆိုင်တော့တောက်တကြီးကို တောက်တယ်လို့အော်ရမှာဘယ်နဲ့ကြောင့်အဲ့အဲ့နဲ့ဖြက်လန်းကအော်နေရတာလဲသူမေးတာကို တောက်တဲ့ကြီးကလေတံနဲ့သာပြန်ပြောနိုင်တယ်အာဟာရပြက်လို့ကို့လူအားမရှိဘူးကွကျွန်တော်ဘာလို့ပေးရမလဲပြောလေနွားနို့တိုက်ပေါ့နွားနို့တောက်ပြီးတရေဝဝအိတ်လိုက်ရရင်အပြည့်လာမှာပေါ့အဲ့အဲ့ငရေခဲကဝမ်းသာသွားတယ်သူဟာလိုလိုမယ်မယ်နဲ့ထိတ်လာတဲ့နွားနို့ဒပလင်းပါလာတာကြောင့်ပါပဲ ချက်ချင်းပဲအင်ဘတ်ကြီးကိုခုနွားနို့ထဲပြီးတော့တောက်တဲ့ကြီးကိုတိုက်တယ်တောက်တဲ့ကြီးကနွားနို့ကိုအားရပါးရတောက်ပြီးတဲ့နောက်အေးဒါတို့ကွာဒါတို့ဒါတို့ငါနမည်စိမ့်ွားရဲကွာဒါထတရေကောင်းကောင်းအိပ်ပရာစီကွာနရေကဲကတောက်တဲ့ကြီးကိုသူ့ရဲ့အထုပ်ကလေးထဲမှာနှွေးနှွေးထွေးထွေးထည့်လိုက်တယ်အထဲရောက်တာနဲ့တပြိုင်နက်တောက်တဲ့ကြီးကိုစိမ့်ွားကသိုးနေအောင်အိပ်ပါလေရော ငရေခဲကတော့စိတ်လက်ပေါ်ပါသွားနေပဲဆက်လက်လျှောက်လန်းလာခဲ့ရင်တွင်နာကြီးကိုရောက်လာတာပေါ့ဟိုဟိုဒီဒီကြီးရဲ့ခါမျောတိုင်းကိုလည်းမတွေ့ရပဝါကိုလည်းမတွေ့ရတာကြောင့်ခတ်ကြောင်ကြောင်ဖြစ်နေတယ်ထိုကနာမှာပဲခြုံခွဲတွေနောက်ကနေလူသုံးယောက်ခုံပေါက်ပြီးထွက်လာကြတယ်သူတို့ရဲ့လက်ထဲမှာဓားလက်နဲ့တွေးကင်ထားကြတယ်သူတို့ကတော့ငကြောချမ်းရဲ့လက်အောက်ငယ်သားတွေပဲဖြစ်ပါတယ်သူတို့ကငရေခဲကိုဝိုင်းပြီးတော့ဖမ်းချုပ်ကြတယ်ဟဲ့ကောင်ငရေခဲ ဘားကြောင့်နေပါရီမေးမနေနဲ့မင်းကိုဟိုတွင်းကြီးတဲ့ပြစ်ချခဲ့မယ်အောက်မှာမျက်ချောက်တွေတပုံကြီးရှိရဲ့ဒီတော့မင်းမနာပါဘူးကွာပြီးတော့မင်းကိုကြိုးနဲ့ချီထားမှာမဟုတ်ပါဘူးဒီလိုဆိုကျွန်တော်ပြန်တက်လာမှာပေါ့မရပါဘူးကွာမပူပါနဲ့မင်းအောက်ရောက်တော့နဲ့တပြိုင်နက်အောက်ဖက်နောင်းနေရန်ကတွင်းမောက်ကြီးရဲ့ကတောက်တဲ့ကြီးတကောင်ထွက်လာလိမ့်မယ်ကွာအနန်းနဲ့အဖြူကြားကြီးတိတ်အစိပ်ပြင်းနေဒီတော့မင်းအပေါ်ပြန်မရောက်ပါဘူးစိတ်ချ ပြောပြောဆိုဆိုနဲ့သူတို့ကငရေခဲကိုဝိုင်းချုပ်ကတွင်းနှခန်းကနဲ့တွင်းကြီးရဲ့ကိုပြစ်ချလိုက်တယ်။သူတို့ပြောတဲ့အတိုင်းပဲတွင်းရောက်ချိန်မှာမျက်ချောက်တွေအထက်လိုက်ရှိနေရငရေခဲဟာနာကျင်မှုမရှိရဲ့အပြင်ညိမ့်မင်းညိမ့်နေလေတယ်။တွင်းရောက်ရောက်တဲ့အခါငရေခဲက အထုပ်ကလေးကိုဘေးချထားပြီးထိုင်စင်းစမ်းနေတာပေါ့။သူ့ကိုဝိုင်းချုပ်ကြတဲ့သူတွေကငကြောချမ်းရဲ့တပည့်လက်သားတွေဖြစ်ကြောင်းကိုသူသိပါတယ်။ ီအတိုင်းဆိုလည်းရင်မိမိကိုဒုက္ခပေးသူမှာငကြောချမ်းဖြစ်မိကိုသာငရေရေခဲစဉ်းစားတွက်စားရရတယ်။သို့တော့ငကြောချမ်းဟာအဖယ်ကြောင့်မိမိကိုဒုက္ခပေးချင်ရပါသနည်း။သူမိသောမြာစဉ်းစားပြီးမရချင်းတောက်တောက်တောက်တဲ့တဲ့တဲ့လာပြီးကွာနော်။တောက်တောက်တောက်တဲ့ငရေခဲလန့်သွားတယ်။နောက်မှအတန်ကသူ့ဘေးနာကအထုပ်ထဲကထွက်ပေါ်လာမှန်းသတိပြုမိတယ်။သို့တော့အထုပ်ကိုဖြီလိုက်တဲ့အခါတောက်တဲ့ကြီးငစိမ့်မှာပေါ်လာတယ်။ ဟေးငါအားပြေသွားပြီကွာအားပြေသွားပေမဲ့တိတ်တိတ်နေရင်ကောင်းမဲ့ခြင်းနဲ့ဘာဖြစ်လို့လဲကွာဟောဟိုနေရန်ကတွင်းကောင်းထဲမှာတောက်တဲ့ကြီးငနဲ့ချားရှိရဲသူထွက်လာလိမ့်မယ်ဟာသူထွက်လာထွက်လာစေဘောကွာငါနဲ့တွေ့သွားမှာဘောအိုးမလုံးနဲ့လေသူကတောက်တဲ့နတ်ချားကြီးပြအစိတ်ပြင်းနေဟေးသူကညစ်ပတ်နေလို့နတ်မောင်နေတာဘာကြောက်စရာရှိမှလဲသူလဲတောက်တဲ့ငါလဲတောက်တဲ့ ကဲပြောနေကြတယ်ကွာငါခေါ်ထုတ်လိုက်မယ်အရန်မလုပ်ပါနဲ့ဗျာခမည်းကသူ့လောက်အစိတ်ပြေမှာမလားအစိတ်မပြေလဲအေးမကြည့်ပါဘူးကွာဗဇက်ပါတာပဲလေပဲပြအောင်ကြိုက်လိုက်ရင်ခေါင်းပြက်နေတဲ့တောက်တဲ့ကြီးရဲ့အစိတ်ကဘယ်နေရာသွားတော့မှာလဲဒါဖြစ်လေသဘောပေါ့ဗျာခမည်းခေါ်ထုတ်ရင်လည်းခေါ်ထုတ်ပါတောက်တယ်လေတောက်တောက်တဲ့ဘိုးမထားဘူးအခုချက်ချင်းထွက်ခဲ့တောက်တဲ့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 ငစိန်ဝါရဲ့အတန်ကပဲ့တင်းထက်သွားတယ် တောက်တောက်တောက်တဲလေးတဲတောက်တောက်တဲတဲဟိအခေါပောင်းသွင်းကနေအတန်ထွက်ပေါ်လာပြီးတဲ့နောက်အနက်အဖြူကြားတောက်တဲကြီးကတရွေ့ရွေ့နဲ့ထွက်ပေါ်လာတယ်။အပြင်ကိုရောက်တာနဲ့တပြိုင်နက်တောက်တဲအနက်ကြီးကငစင်းွာကိုကြည့်ရင်ဟေ့တေချင်ရင်ကနဲ့တွေ့မတေချင်ရင်ဖဲငနဲ့ကြားတဲ့ဟဲ့တဲ့ဟဲ့တဲ့တဲ့တဲ့အရီလိုအော်ဟင်းရင်လက်ခမောင်းကတာပေါ့ငစင်းွာကတော့ကြောက်လန့်မသွားပဲအိမ်ကြီးရရရပဲပြန်အော်ပါတယ်ဟေ့ တောက်တဲ့ဆိုရဲလက်တိုတဲ့အမျိုးကလက်ကတိုတော့လက်ခမောင်းမခတ်နဲ့လက်ကတိုတော့လက်ခမောင်းမခတ်တာနဲ့မတူပဲလက်ခုပ်ကိုမတီးတပဲလက်ခုပ်တီးနေတာနဲ့တူနေတယ်။လက်ဝါးချင်းမခတ်မိပဲတလွဲတချော်ကြီးဖြစ်နေတယ်ကွာ။ဒါဖြင့်တောက်တဲ့ကစိန်ခေါ်ရင်ဘာလို့ရတဲ့မတေးမချင်းမှတ်ထားပါငနဲ့ကြရတောက်တဲ့ဆိုတာစိန်ခေါ်ရင်အမီးနဲ့မြေးကြီးကိုတအားပုတ်ရတယ်။ဒီမှာကြည့်လက်ဟဲ့အဲ ပျော်ပျော်ဆူဆူနဲ့လက်စင်းကွာကအမီးတို့တို့တို့ကြီးကိုမြောက်လိုက်ချလိုက်နဲ့ပုတ်ပြားတယ်။ဒို့တော့အောက်ကမျက်ခြောက်တေးခံနေရကြောင်းဘာအတမ်းမှပေါ်ပေါ်မလာဘူး။နနကြားကလည်းငစိန်ဝါလှုပ်သလိုအမီးကိုမြောင်လိုက်ချလိုက်နေတအားလွှင်ရံပြီးသုံးလေခါပုတ်တာပေါ့အပေါ်တွင်းပေါက်နှခမ်းကိုရောမြေကြီးကိုပါအရှိန်နဲ့ရိုက်မိရာကြောင့်နှစ်ချက်နာနာရတယ်။ဟေးငါပါဇက်ကပဲစိန်တော်တော့မယ်ကွာငနကြားနှစ်ခါနာကြီးဖြစ်နေတယ်မင်းနမယ်ကပါလဲ ငါနမဲကစိန်ဝါဟဲ့အဲ့အဲ့ကဲတဲဖို့တော်ပြင်ပြီးတော့ငါလာပြီလေကွအဲ့အဲ့နနကြာကခတ်တုတ်တုတ်ပြီးလာပြီးငစိမ့်မာရဲ့လေကုတ်ကိုခဲရန်ချိန်ရွယ်ပြီးခုံအုပ်တယ်။ငစိမ့်မာကမျက်ချောက်တွေချာလျှိုဝင်သွားတယ်။နနကြာကမျက်ချောက်တွေကိုသာကိုက်မိတယ်။ထိုခဏငစိမ့်မာကအနောက်ဘက်ကလှီကိုထွက်လာပြီးနနကြာရဲ့အမိကိုအားရပါးရကိုက်ထလိုက်ရာငနကြာဆွေကနေခုံသွားတာပေါ့။ အောင်မလေးဗျဒီကောင်တကယ်ကြိုက်တာဟာအော်မင်းကဇက်ကနေကြတယ်မှတ်သလားဟာဟေးငနက်ကြားတယ်ကခံနိုင်ရင်ခံပြီးတော့ငနက်ကြားကခြာကနေလှည့်ပြီးငစိမ့်ဝါရဲ့လေပင်စီကိုမှန်းစာပြီးတော့ဟိုက်လိုက်တယ်ထို့သောငစိမ့်ဝါကမျက်ချောက်တွေအောက်ကိုလျှို့ဝင်သွားပြန်ရာငနက်ကြားဟာမျက်ချောက်တွေကိုသာစာမိပြန်တယ်တောက်တဲ့ဒီမျက်ချကိုစားသောတရိစ္ဆာန်မဟုတ်တာကြောင့်မျက်ချအစနာတွေကိုပြပြတလဲထွေထုတ်ပြတာပေါ့ဖွီဖွီ တောက်တဲ့စစ်စစ်ကြီးကအခုမှနွားလာဖြစ်နေရတယ်ဟဲ့ဟဲ့ငစိန်ကနင်းနမဲပြောင်းလိုက်ငကြောက်လို့နမဲပြောင်းလိုက်သူပြောနေတဲ့အခိုင်မှာပဲငစိန်ကကသူ့နောက်ဘက်မျက်ချောက်တွေချာကနေခေါင်းမြူထွက်လာပြီးငနတ်ကြားရဲ့ခြေထောက်တစ်ဖက်ကိုကိုင်းထက်လိုက်ရငနတ်ကြားဆွိတ်ဆွိတ်ခုံသွားပြန်နေအေးဒီပွဲမှာငါကြီးအကိုက်ခံနေရပါလားမတရားဘူးကွာဟဲ့ငစိန်ကတလိုက်တလေမင်းလည်းအကိုက်ခံအောင်ကွာသူကပြောမဲ့တာပြောနေရတယ် မစိမ့်ဝါဟာမျက်ချောက်တွေအောင်ရောက်နေရကြောင်းမမြင်ရမမြင်ရလေးလေးတတိထားရလေးလေးဖြစ်တဲ့တတော်ကြာဒီနားကဘွားကနေပေါ်လာပြီးကြိုက်မလားဖိုနားကဘွားကနေပေါ်လာပြီးကြိုက်မလားတထိတ်ထိတ်နဲ့ပိုလက်ကြီးရဒီလက်ကြီးရဖြစ်နေရတယ်ဖဲ့ငစိမ့်ကွာကြာရင်ငါနှလုံးရောကဖြစ်ရလိမ့်မယ်တောက်တဲ့ပြီးပြီးတတိရှိရှိနဲ့ထွက်ခဲစမ်းလေးကွာဖိုနားကမြေပြောင်ပြောင်မှာတိုက်ခိုက်ကြမယ်ကွယ်ဟဲ့ဟဲ့ငနေကြာကမျက်ချောက်တွေကင်းလို့နေတယ်မြေပြောင်ပြောင်နေရာကိုရည်ရွယ်ပြီးပြောတယ် ဤတွင်ငစိမ့်ဝါကလည်းတတိရှိရှိပင်တိုက်ခိုက်တော့မဲလို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်ငစိမ့်ဝါဟာမြေချောက်တွေကြားကထိုးထွက်ပြီးတွင်းနေရန်နာက မြေပြောင်ပြောင်နေရာလေးစီကိုသွားဆောင်နေ။နတ်နတ်ကြားကလည်းကျေနပ်သွားပြီးငစိမ့်ဝါဆောင်နေနေရာကိုပြေးသွားတယ်။မကြခင်တောက်တဲ့ကြီးနှကောင်းတိုက်ပွဲစတင်မာတော့တယ်။တကောင်နဲ့တကောင်တဲတဲမဲမဲဖတ်ကြိုက်တယ်။တကောင်အပေါ်တကောင်ကရောက်လိုက်တကောင်ကအပေါ်ကအောက်ကိုပြင်ရောက်လိုက်နဲ့လူးလိန်ကိုက်ခဲနေကြတာပေါ့ ငရေကဟာတထိတ်ထိတ်နေကြည်နေရတယ်။ဒီပွဲမှာအကယ်၍ငစိမ်းကရှုံးနေသွားခဲ့သောငစိမ်းကသေမယ်။သူသေးရင်ငနဲ့ကြကြီးကမိမိစီကိုလာကြိုက်တော့မယ်။မိမိဟာတောက်တဲ့စိတ်သက်ပြီးသေးရမယ်။ဒါကြောင့်စိတ်ထဲကနဲ့ငစိမ်းဝနိုင်ပါစေလို့ဆုတောင်းနေမိတာပေါ့။ထိုအချိန်မှာပဲချမ်းစိမ့်စိမ့်နေပြီးတော့ကဆီလို့လိုက်တဲ့မြင်းရထားဟာတကက်ကက်ရွာကြီးစီကိုရောက်လာတယ်။ဒီရွာမှာငကြောချမ်းကလွယ်လို့ချင်းရောင်ရွေးခဲမဲ့သူမရှိချင်း ဒါကြောင့်ရထားနဲ့ပါလာတဲ့ငမူးမတ်ကြီးတွေကငကြောချမ်းကိုပဲရထားပေါ်တင်ခေါ်ခဲ့တယ်။ငကြောချမ်းတို့ရဲ့မြင်းရထားကတောအုပ်ကိုဖြတ်ရမကြောချမ်းကခဏရက်ခိုင်းနေသူကငရေခဲတီတာကိုအသေးချမြင်လို့လာတယ်။ဒါကြောင့်မြင်းရထားကိုရက်ပြီးတယောက်တည်းတွင်းကြီးစီကိုလာပြီးငုံကြည့်ရပေါ့။သူမျက်နာပြက်သွားရတာကတော့ငရေခဲမသေးသေးတာကြောင့်ပါပဲ။ငနဲ့ချားကိုကြည့်တဲ့အခါတခြားတောက်တဲ့ကောင်နဲ့လှိမ့်ကိုက်နေတာကိုတွေ့ရတယ်။ ထိုအခါငကြောချမ်းကကြောက်တုံးတုံးကိုကောက်ယူချပြီးတွင်းပေါ်ကနေချိန်ရွယ်နေတယ်။ငစိန်ဝါကို ကြောက်ခဲနဲ့ပြပောက်တက်ဖြစ်ဖို့ကြံစီနေတာပေါ့။ခတ်တာကတောက်တဲ့နှကောင်က သူ့တပြင်းကတပြင်းလူးလိမ်နေကြတာကြောင့်ရန်သူကိုရွေးရမလွယ်တာကြောင့်ငကြောချမ်းဟာလက်ထဲကကြောက်တုံးကိုနှုတ်ချပြေမရအောင်ဖြစ်နေတယ်။ထိုခဏမှာငနှက်ကြကကြိုက်၍ခါပြစ်လိုက်တာကြောင့်ငစိမ့်ဝံလွင်သွားတဲ့ အဲ့ဒီလိုတကွဲစီဖြစ်သွားခြင်းကိုအခွင့်အောင်းယူပြီးငကြောချန်ကငစိမ့်မာရဲ့အပေါ်တဲတဲစီကိုကြောက်တုံးမြောက်ပြီးပြစ်ချလိုက်တယ်။ထိုအချိန်မှာပဲငနဲ့ကြားကငစိမ့်မာကိုဒေါကြီးမောကြီးနဲ့ခုံအုပ်လိုက်တယ်။အပေါ်ကကြောက်တုံးကိုသတိမပြုမိပဲငနဲ့ကြားကိုသာအာယုံဆိုင်နေတဲ့ငစိမ့်မာဟာငနဲ့ကြားဒီလိုခုံအုပ်တာကိုမြင်တော့ဘေးဘက်ကိုကိုကိုပြစ်ပြီးတော့လှိမ့်ရှောင်ပြလိုက်တယ်။ငစိမ့်မာကဘေးဘက်ခဝဲဝဲကိုရောက်သွားပြီး ဆော့ဆော့ကတုံရှိနေတဲ့နေရာကိုငနက်ကြားကလွှားခနဲ့ယောက်လာတာပေါ့သူအခါအပေါ်ကငကြောချံကသူ့ပြေးချလိုက်တဲ့ကြောက်တုံးဟာငနက်ကြားပေါ်တဲတဲ့ဆင်းနေရကြောင်းရောင်ပြီးတော့ကုန်းဆွဲလိုက်တဲ့ကြောက်တုံးကိုမမိတော့လဲသူ့ရဲ့ကိုယ်တိုင်ကမူတွင်းမော်ကနေအားလုံးပြီးတွင်းနဲ့ကိုဥကြောက်ထိုးကြသွားတယ်။ကြောက်တုံးကငနက်ကြားရဲ့ထိတ်တဲတဲ့စီကိုကြားရောက်လေးရငနက်ကြားခေါင်းပြပြီးတော့တည်သွားခဲ့တယ်။ ရှေးစင်းနောက်စင်းပဲငကြောချမ်းဟာငစိမ့်ဝါပြီးနာကိုဖောက်ခနဲချလာလေရာငစိမ့်ဝါကလည်းအလံတကြားဖြစ်ပြီးဇက်ခနဲကြိုက်ထလိုက်တာပေါ့ငစိမ့်ဝါရဲ့အစိတ်ကလည်းပြင်းထန်တာကြောင့်ငကြောချမ်းဟာချက်ချင်းပဲအစိတ်သက်သွားတယ်။ကဲငရေကဲတွဲမော်ကိုကြွပြီးတော့ငါတော့ငနဲ့ကြားရဲ့လှိုင်ကောင်းကိုရပြီးဒီမှာပဲစံစားနေတော့မယ်ကြာလာဒီလိုဘေးကင်းသွားပြီးဖြစ်တာကြောင့်ငရေကဲဟာတွဲမော်ကိုတလာတယ်။မြင်းရထားနဲ့ ပါလာတဲ့မူကြီးမကြီးတွေဟာငကြောချက်ထွက်သွားတာကြားပြီးဖြစ်တာကြောင့်လိုက်လာကြတယ်။ဟေ့တငယ်ငကြောချက်တွေ့သလား။ဟုတ်ကဲ့ငကြောချက်တေချာပါပြီ။ဟဲကြံကြံဖန်ဖန်ဆော့ဆော့ကအကောင်းကြီးရှိသေးရ။ဟုတ်ကဲ့အခုတော့မကောင်းကြီးဖြစ်သွားပါပြီ။ဟောဟိုတွင်းနဲ့လိမ့်ကြပြီးတောက်တဲ့ကြိုက်လို့တေပါပြီကော။မူကြီးမကြီးတွေသွားငုံကြည့်ကြတယ်။ငရေပြောတဲ့စကားကမှန်နေတာကိုတွေ့တော့သူတို့ဟာငရေခဲကိုဝိုင်းအောင်နေကြတယ်။ဟေ့ မင်းနမယ်ဘယ်သူလဲငရေခဲပါအေးငရေခဲပါရေငါတို့တော့နေပါအောင်ခင်ဗျာကနမမယ်ကငရေခဲတတ်တတ်ပါကောင်းပြီငရေခဲတတ်တတ်ရေငါတို့တော့ယထာလူကြီးပြန်လို့မဖြစ်ဘူးဘယင်မင်းမြတ်မြတ်တော်ရှာလိမ့်မယ်မင်းလိုက်ခရမင်းငရေခဲမျက်လုံးပြူးသွားတယ်ခင်ဗျာဘယ်ကိုလာရမှာလဲချမ်းစိမ့်စိမ့်နေပြီတော့ကိုဘာလို့ဖို့လဲတယ်လဲရှာရှိပါကလားနန်းရင်မြင်မှာမတက်ရက်ဖို့ဟဲ့ ျွန်တော်ရောင်မှာပဲကျွန်တော်အေးအေးဆေးဆေးမတက်ရရင်မရဘူးလားခမညာဘလောက်ကြာကြာရရမဲသားပြောခဲ့ကြပါဟေးမရဘူးကွာဘရင်အမိန်နော်အခုနန်းရင်ပြင်ကိုလိုက်ခဲရမယ်ပြီးမတက်ရရမယ်အေးအဲ့ဒါပြီးလို့အိမ်မြန်ရောက်တော့မှမင်းမသားမင်းကျဲတလောက်ကြာကြာမတက်ရမချင်းနဲ့သိရင်ကင်းမိောက်ထောင်းအခုတော့ငါတို့နဲ့လိုက်ခဲရမယ်ရှာမရှင်နဲ့ရှာမရှင်နဲ့ဆိုတော့ကရောဘရင်အမိန်ထဲမှာပါသလားခမညာပါတယ်ကွာပါတယ်မင်းလိုကောင်းမျိုးတွေအတွက်ရွေးပြီးအမိန်တော်ပြန်ထားတာ ကဲမြင်းရထားပေါ်တက်ဒီလိုနဲ့မောင်ရေကလေးဟာချမ်းစိတ်စိတ်နေပြီးတော့ကိုပါသွားခဲ့တယ်။နန်းရင်ပြင်မှာလူလင်မျိုးတွေက အတန်းလိုက်အတန်းလိုက်ရက်စီနေကြတယ်။ငရေကလေးအတန်းအတန်းမှဝင်ပြီးရက်စီရတာပုံ။တိတ်မကြခင်မှာပဲဆိုင်းဝိုင်းကြီးကမင်္ဂလာဆိုင်တံထွက်ပေါ်လာပြီးရဲ့နောက်ဘရင်သမီးတော်လေးခိုက်ခိုက်တုံးဟာပန်းကုန်းကြီးနဲ့ထွက်ပေါ်လာတယ်။မင်းသမီးလေးကရှေ့ကဖြတ်သွားတဲ့အခါကိုလေဘင်းကိုဆွမိစေခြင်း၍အချော့ကခြေပြထောက်ကြတယ်။ ။အရာကိုအနောက်တန်းကမကျေနပ်တဲ့သူတွေကဒူးခခွေးကိုချိန်နဲ့လှန်ထိုးရာရှေကလူကမင်းသမီးလေးရဲ့ရှေမှာဒူးတုပ်လျက်သားကြသွားတယ်။ထိုအခါလူအများကဝိုင်းရင်ကြတာပေါ့။မင်းသမီးလေးကစိုက်သူမတွေ့တာကြောင့်ပထမတန်းကိုဖေရှားပစ်တယ်။ဒီလိုနဲ့တဒံမီတဒံဖဲသွားကြလေးရာငရေခဲကိုမြင်တဲ့အခါမှာမင်းသမီးလေးကမြစ်တာတဝင်သွားပြီးပန်းကုန်ဆွလိုက်တယ်။ဖယင်မင်းများဟာကြီးစွာသောပွဲလမ်းသဘင်နဲ့မိင်္ဂလာပွဲကိုဆောင်ကျင်ပေးတယ်။ ။နရေကဲကအိမ်ရှိမင်းသားဖြစ်သွားတဲ့အခါမိဘတွေကိုခေါ်ပြီးအိမ်ဦးကမှထားတယ်။တောအတွင်ကငစိန်ဝါကငါ့ကိုသားဂျေဇူးတင်ရမယ်လို့အော်ဟင်နေတကယ်သူဦးတီတလန်ကလည်းငါ့ကိုသားဂျေဇူးတင်ရမယ်လို့အော်နေတယ်။ငရေကဲကတော့သူတို့နှစ်ယောက်စလုံးကိုဂျေဇူးတင်တာပေါ့။ငစိန်ဝါအတွက်နွားနို့ဆယ်ပလင်းပို့ပေးရဲ့ဦးတီတလန်အတွက်တိခောက်စိုးတင်ငန်းနဲ့စားကောင်းတော့ဘယ်တွေကိုပို့ပေးပါတော့တဲ့ကွယ်။ ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။